မင်္ဂလာပါရှင် DLB ရုပ်တံအမျိုးသမီးစကားဝိုင်း Women Talk အစီအစဉ်ကိုကြိုဆိုပါတယ်ရှင်ဒီနေ့အန်တူပြောမယ်စကားဝိုင်းလေးရဲ့ theme ကတော့ To Worldly Success အဓိပ္ပာယ်ကတော့လောကီအောင်မြင်မှုတို့လို့အမိရပါတယ်အကြောင်းအရာနဲ့ဒီကောင်းစင်နဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့အကျွန်မတို့မြန်မာနိုင်ငံအကြောင်းအင်စာပြောရမှာပေါ့နော်ကျမတို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံကဒါမှမဟုတ်ကမ္ဘာသုံးအလုံးမှာပေါ့နော်ဒီကျမတို့ လစ်ထုံးစံတွေအစုံအမိန့်တွေပညာရေးစာပြီးစာအုပ်တွေအလုပ်ခွဲဝင်မှုအလုပ်ကိုင်းကိုအသုံးပြုပြီးတော့ဒီလူငွေတို့ဝါဒဖြန့်ချီရေးတို့နိုင်ငံရေးအတွေးခေါ်တွေကအစမတို့အမျိုးသမီးတွေပေါ်မှာချုပ်ကင်ထားတဲ့ဟာဒီနေ့ထိပြန့်လွင့်နေသေးပဲဖြစ်ပါတယ်အမျိုးသမီးတွေကိုမျိုးဆက်ပြန့်ပွားရေးနောက်တစ်ခုကအိမ်မှုကိစ္စလောက်တွေတာသတ်မှတ်ထားပြီးအမျိုးသမီးကိုယ်တိုင်ကလည်းပဲပညာရေးစီးပွားရေးနိုင်ငံရေးမှာပါဝင်စိတ်ဝင်စားမှုရှိဘူးဆိုတော့ အတွေးမျိုးတွေဖြစ်အောင်လို့ဇွတ်တင်းဖန်တီးခဲ့ကြတာပါဖန်ယူခဲ့ကြတာပါဒါမျိုးဟာထပ်မံချမှတ်တင်ပြခဲ့လို့ပဲဖွင့်ပြောပြီးပြပွန်းပြီးနိုင်ငံတိုးတက်တဲ့နိုင်ငံတွေမှာလည်းတချို့ဟာဒါကိုလက်ခံကျင့်သုံးနေတော့မှရှိပါလိမ့်ရှင်အမြင်ရှိတဲ့အမျိုးသားတချို့ကြောင့်ဒါလည်းပေါ့နော်နောက်ပိုင်းမှာကျမတို့ဟာတစားစားပညာရေးမှာနိုင်ငံရေးအမျိုးသမီးနော်နိုင်ငံရေးဆိုလို့ရှိရင်လည်းကျမတို့ဒီ အမေအရွေးရွေးချယ်ခွင့်ရှိတယ်ပါလီမန်အမတ်ရွေးချယ်ဝင်ရောက်ရှင်ပြန်ခွင့်ရှိတယ်ဟာလာနောက်ဆန္ဒပြတဲ့နေရာမှာဥဆောင်ခွင့်ရှိတဲ့အခွင့်အလမ်းမျိုးကိုကျွန်မတို့ရရှိခဲ့တာပါနောက်တစ်ခုကအာဒါကျွန်မရဲ့အမြင်လိုလဲပြောလို့ရတယ်တကယ်တမ်းလဲလက်တွေဒီလိုပဲဖြစ်နေတာပါအစိုးရအဖွဲ့အစည်းထဲမှာအထူးသဖြင့်မျိုးသမီးတွေမပါတဲ့အစိုးရအဖွဲ့အစည်းတွေကအမျိုးသားတွေဖြစ်တဲ့အတွက် ကိစ္စရက်တိုင်းမှာနိုင်ငံရေးစီးပွားရေးလူကြီးအရာရာတိုင်းမှာပေါ့နော်ဒီသူတို့ဟာအမျိုးသားရဲ့စိတ်ဓာတ်နဲ့အမျိုးသားရဲ့အနေအထားနဲ့ပဲသူတို့ကဒီအမျိုးသားအပြင်နေတာဆုံးဖြတ်တတ်ကြတာများပါလေရှင်ဒါလူဦးရေတစ်ဘက်လောက်ကြံရှိတဲ့အမျိုးသမီးလောကကိုလက်ယူရှုထားတာနဲ့အတူတူပဲလို့ယူဆပါတယ်ဒီလိုအဖွဲ့အစည်းမျိုးဟာအဖွဲ့အစည်းမျိုးဟာဒီလူစုကိုကိုစားပြုတယ်လို့ကျမတို့သတ်မှတ်လို့မရပါဘူးဒါကြောင့်ဒီအပတ်မှာ ကျွန်မဖိတ်ခေါ်ထားတဲ့အမှုပညာရှင်နှစ်ဦးပေါ့နော်အဲအဲ့ဒီအမျိုးသမီးနဲ့ပတ်သက်ပြီးတော့ဗောအမျိုးသမီးဖြစ်ရကိစ္စပေါ့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့သူတို့ရာဘလို့အကြောင်းရာဘာတွေများပြောချင်လဲပေါ့နော်သူတို့ရင်ထဲမှာဘာတွေရှိနေလဲဆိုတဲ့ဟာကိုကျွန်မအစအစတော့ဆွဲထုတ်လိုက်ချင်တယ်အဲ့တော့ပရိသတ်များသူတို့ဘာပြောမလဲဆိုတာနားဆင်ကြည့်ကြပါမီမီဝင်းဖေမီမီဝင်းဖေကတော့အဲ့လိုပေါ့နော်ဟိုအဲ ပြည်သူအချစ်တော်ပေါ့ပြည်သူအချစ်တော်ဘယ်လိုကြောင့်ပြည်သူချစ်တော်လဲဆိုတော့ तू ကအတန်အေးအေးလေးနဲ့ဟာတချင်းအေးအေးလေးနေနဲ့ဟလာတချင်းဆိုတတ်တဲ့အဆုံရှင်သေးတန်ရှင်ဆိုပြီးတော့ तू ကပြည်သူချစ်တော်ဖြစ်ခဲ့တယ်ကျေးဇူးတင်ပါတယ်အဲ तू ကကြတော့ခစ်တခုရဲ့ခစ်တခေရဲ့တောင်းဆိုမှုနဲ့ထင်ရှားကျော်ကြားလာတဲ့နော်ကျေးဇူးတင်ပါတယ်ရေရွှေရှင်ပြည်သူဆောင်ရွှေစင်ဖြစ်ပါတယ်အဲ့ကျေးဇူးမှာသူတို့လူဦးနဲ့ဆက်လက်ပြီးဆွေးနွေးကြည့်ပထမဆုံးမိဦး င်းဟုတ်ကဲ့ဒီမင်းဒီကပဲဥဆောင်ပြီးတော့ပေါ့နော်ဟုတ်ကဲ့အန်တတူးကဒီမြန်မာနိုင်ငံရဲ့ဆော့ဆော့အလုပ်တင်ပြခဲ့လို့ပဲအမျိုးသမီးကဏ္ဍမှာပေါ့နော်နိုင်ငံရေးစီးပွားရေးပညာရေးအဲ့ဒီအပေါ်မှာမိရဲ့ဟောပေါ့နော်ခံစားချက်လေးပေါ့မိရဲ့အထင်မြင်လေးပေါ့တိတ်သက်တယ်လို့လေကြားအောင်နည်းနည်းသုံးသပ်ပြပါဦးအာအမျိုးသမီးတွေရဲ့ကဏ္ဍနဲ့ပတ်သက်လို့အန်တတူးရဲ့ဟိုအခုဖရအမရပေါ့နော်လေးလာမိတဲ့လောက်တော့ အမျိုးသမီးရဲ့ခန္ဓာကိုမြင့်တင်ဖို့အတွက်ဒီကဘာမှာ strategy တစ်ခုအနေနဲ့ကို လုပ်နေကြပါပြီဟိုဘယ်ဘယ်နယ်ဘယ်မှာပဲဖြစ်ဖြစ် အမျိုးသမီးရဲ့ခန္ဓာကိုမြင့်တင်ဖို့အမျိုးသမီးရဲ့ဒီဒီ resource တစ်ခုကြီးအနေနဲ့ပေါ့ဒီဟာတွေကိုသုံးဖို့အတွက်ကိုဟိုဒီလိုဟိုတအားကိုလှုပ်စော်တကယ်လဲဟိုအမျိုးသမီးရဲ့ခန္ဓာကိုမြင့်တင်လို့အခြေအနေတစ်ခုတောင်ရောက်နေပါပြီဆိုတော့စီးပွားရေးပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ် အားလုံးကပါဝင်နေကြပါပြီအဲမိမိရောဘယ်ကဏ္ဍမှာဘလို့မျိုးအနေထားတွေနဲ့ပါဝင်ခွင့်ရခဲ့လဲအာလို့ပါဝင်ခွင့်ရခဲ့လဲဆိုတော့ကိုကတော့အရင်အဆုံးရောက်တဲ့လူထဲမှာမပါပါဘူးဟိုယောက်ျားတွေကိုကြော်ရမယ်လို့ဘာလို့အဲ့လိုမျိုးမဟုတ်ဘူးမျိုးသမီးတိုင်းမှာရှိရလုံနိုင်တဲ့လောက်အခွင့်အရေးအားလုံးလုပ်မယ် ဟိုတမီးနေနဲ့ကျမအနေနဲ့လည်းလုံနိုင်သလောက်အခွင့်အရေးအကုန်လုံးမယ်ဆိုတဲ့စိတ်ထားပြီးတော့လုပ်ခဲ့တာပါပဲအဲအရန်တမီးချက်ဟင်းချက်တော့အမယ်လို့မရှိသလိုချက်တက်တဲ့ဟာရှိရင်ချက်လိုက်မယ်မချက်တဲ့ဟာကျရင်မချက်တက်တဲ့ဟာကျရင်လည်းငါမလုပ်တတ်ဘူးဆိုပြီးပြီးသွားမယ်ဒါပေမဲ့ဟိုဟိုတခြားပေါ့နော်ဟိုနိုင်ငံရေးကိစ္စမျိုးဆိုလို့ရှိရင်လည်းကိုကိုကိုဝင်ပြီးရက်ဒီပေးနိုင်သလောက်ထိဟိုလုပ်မယ်ကိုကိုလုံနိုင်တဲ့လောက်ပါဘယ်ရာပဲဖြစ်ဖြစ်အဲ့လိုခန္ဓာတိုင်းမှာတော့ကိုကနည်း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 စိတ်ဝင်စားတယ်လို့ကို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 ယူဆပါတယ် ရွှေစင်အနေနဲ့ကြာတော့ရွှေစင်တရုတ်ဆောင်အနေနဲ့အတူတခုမေးချင်တာပေါ့နော်ဟိုတရုတ်ဆောင်ဘိုင်းနဲ့မဆိုင်ဘူးဆိုရင်စစ်ပွားရေးဆိုတော့တရုတ်ဆောင်ဘိုင်းနဲ့တော့သူကသူ့အတူအလိုလိုလိမ့်ဖြစ်နေတာပေါ့နော်ဟုတ်ကဲ့အဲ့တော့အခုခေတ်မှာကညာတော့အားဖြင့်ကလေးတွေမေးလိုက်လို့ရှိရင်အဆူတော့ဖြစ်ချင်တယ်မင်းမင်းဖြစ်ချင်တယ်အခုဆို model ဖြစ်ချင်တာကြီးပဲများနေကြတာပေါ့နော်ချိုးကြတော့လည်းမေးကြည့်တော့လှချင်တယ်ပါချင်အလှပပြန်မှဥတည်တယ်နောက်သူတို့ကပတ်စံများများလိုချင်တယ်ပေါ့အဲ့တော့အဲ့ဒီမိမေးချင်တာ တကယ်တကယ်တမ်းကြာပညာရေးနဲ့စီးပွားရေးဟာဒီနှစ်ခုကဘယ်ဟာအဓိကအချက်လဲဘယ်ဟာဒီပထမဘယ်ဟာဒီဒုတိယလဲအာရွှေစင်အမြင်လေးဖြစ်ဦးပါအောင်အမ်တမိအမြင်နေနဲ့ပြောရမယ်ဆိုရင်တော့အဲနှစ်ခုလုံးကတော့လိုအပ်တာကြီးပဲပေါ့နော်သို့တော်လည်းပဲပညာရေးကပို့ပြီးတော့လိုအပ်တယ်လို့ထင်ပါတယ်ဟုတ်ပထမအချက်ပေါ့တမိဆိုရင်ဟုတ်ကဲ့အဓိကအချက်ပထမအဓိကအချက်အနေနဲ့ကတော့ပညာရေးပေါ့နော်မဖြစ်လို့လဲဆိုတော့အခုခေတ်မှာ စိန်ခေါ်မှုတွေအခက်အခဲတွေရမ်းများလာဟုတ်ကဲ့ရုံရင်ဆိုင်ဖြည့်ရှင်းရမယ့်ဟာတွေရမ်းများလာတယ်ဆိုတော့လေဟိုဒါတွေကိုဖြည့်ရှင်းဖို့အတွက်ကပညာရေးကလူတစ်ယောက်ရဲ့အသိဉာဏ်တွေးခေါ်မှုတွေကိုအများကြီးပံ့ပိုးပေးနိုင်မယ်လို့ထင်လို့ပါဟုတ်ဆိုတော့နောက်ဒီကမ္ဘာရွာဆိုတဲ့အတိုင်းဟုတ်လား globalization အရဟုတ်ကဲ့ human culture shock တည်းလည်းအများကြီးဝင်လာပြီဆိုတော့ဟုတ်ကဲ့ဟုတ်ပါတယ်နည်းနည်းပြောပြပေးပါဦးဟိုစီးပွားရေးကလည်း ပညာရေးရောစီးပွားရေးရောနှစ်ခုလုံးပေါ့လေဟိုအရေးကြီးတာကြီးပါပဲဒါပေမဲ့ပထမဦးစားပေးအနေနဲ့ပြောရမယ်ဆိုရင်ပညာရေးပေါ့မှန်ပါတယ်ပညာရေးကတော့တကယ်ကိုလိုအပ်ပါတယ်အခုချိန်မှာလည်းအလို့တိုင်းပြည်မှာပိုးလို့နေတဲ့အနေထားတစ်ခုပေါ့ကန္ဓာတစ်ခုပေါ့နော်ဟုတ်ကဲ့အဲ့တော့သမီးဆက်ပြောပါဦးဟုတ်ကဲ့အခုကအဲ globalization ဆိုတဲ့အတိုင်းပဲဟို culture shock တွေဖြစ်လာတယ်လေ ော့ဟုတ်ကိုယ့်ရဲ့နိုင်ငံထဲကိုပေါ့နော်ဟုတ်ကဲ့ကိုယ့်ရဲ့နိုင်ငံထဲကိုကဘာအနှံ့ကယဉ်ကျေးမှုတွေစီးဝင်လာတာပေါ့နော်ဒီလိုအဲ့တော့ဒီလိုအချိန်တွေမျိုးမှာတမီးတို့ကငငယ်ကလေးကပညာကိုဒီဇိုင်းမမှန်လေလာစီးပူးထားမယ်ဆိုရင်ဒီဟိုဒါတွေအတွက်လိုအပ်တဲ့ အတွေ့အခေါ်တွေအသိအမြင်တွေအတွက်ပညာအများကြီးဟုတ်ကဲ့မမှန်ကန်ကန်မှမူပေးသွားနိုင်တာပေါ့နော်အလိုမမှန်ကန်နဲ့ဆုံးဖြတ်နိုင်အောင်ပေါ့နော်ဒီပညာရေးကလည်းအများကြီး supporting ပေးပါတယ်ဟုတ်ပါတယ်ဒီဖြေတာမှန်ပါတယ်ကဲမိပညာရေးရတော့ဟုတ်ပါပြီသမီးကအဲဘာသမီးစီးပွားရေးအနေနဲ့ဒီခေတ်မှာဒီဘာမြင်လဲဘယ်လိုမြင်လဲအခုမနောစီးပွားရေးနဲ့ပတ်သက်တော့အန်တူရဲတိတ်ကြဲကြဲပြည့်ပြည့်ကြီးနားမလဲပါဘူးဒါပေမဲ့ဟို ဟိုစလွတ်လပ်တဲ့စီးပွားရေးစနစ်ပေါ့နော်အဲ့လောက်ပါပဲအဲ့ဒီအဲ့ဒီအဲ့လိုမျိုးအကြမ်းမြင့်လောက်ပဲတည်တာပါတိတ်သေးစိတ်တွေလည်းမတည်ဘူးတကယ်နှုတ်ပြန်တော်မှားတွေကတော့တကယ်ကြတော့စီးပွားရေးလွတ်တာတော့မဟုတ်ပေါ့ဒါပေမဲ့သူကတစ်ခုနဲ့တစ်ခုကလိမ့်လေဥပမာပေါ့တိုင်းပြည်သားရမှာအေးချမ်းမှာပဲသမီးတို့စီးပွားရေးကလည်းစီးပွားရေးကောင်းမှတိုင်းပြည်သားရအေးချမ်းမှာပါသမီးတို့ရဲ့ဒီဂီတလောကလည်းဒီပုံမှာအများကြီးတည်ရဟုတ်တာပေါ့ဟုတ်ပါတယ်ဟိုတခြားတိုင်းပြည်နယ်ရှင်ကြည်နောက်မှလေဟို နုပညာသမားတွေချင်းရှင်တောင်မှဟိုတိတ်အာမခံချက်မရှိပါဘူးဘာမှပြရနုပညာသမားတွေအတွက်ကဆိုတော့ဟိုစီးပွားရေးကောင်းလာလို့ရှိရင်လည်းနုပညာနဲ့ဒီလိုအပြန်အလှန်ရှိတယ်ဆိုတာမှတ်ပါတယ်စီးပွားရေးကောင်းလာရင်ရင်းနှီးပိုလုံနိုင်မယ်ရင်းနှီးပိုလုံနိုင်ရင်ပိုကောင်းတဲ့အဲဖန်တီးမှုတွေဟိုစိတ်အေးလေးလုံနိုင်တာပေါ့နော်ဆိုတော့ဒါတွေကဆက်နွယ်ပါတယ်ဟုတ်ပါပြီကဲစဉ်းစားစိတ်ထားရှိတာလေးစိတ်ထဲမှာရှိတာလေးပြောချင်နေလေ ်ဟောနော်ဟိုပြောချင်တာပြောပညာရေးကျောင်းလို့ပြောရဲစီးပွားရေးခုခုပေါ့အမိရင်ထဲမှာဒီကနေ့ခန်းစားနေရတဲ့သမီးအမျိုးသမီးနဲ့ပတ်သက်ပြီးအဲ့အချက်လေးပါပြောချင်တယ်အဲသမီးပြောချင်တာတော့ပညာရေးပါပဲပညာရေးဟိုဟိုဟိုအများကြီးအားနည်းနေတယ်လို့ဟိုယူဆမိတော့လေဟိုပညာရေးဘက်ကိုနည်းနည်းလေးဖိပြီးတော့ဟုတ်ကဲ့အားစိုက်စေချင်တာပေါ့နော်ဟို ဟိုဖဖက်ကနေကယူဆိုင်ပေးစီစဉ်ကြတင်တာပေါ့ဟုတ်ဆိုင်ရဆိုင်ရကန္နာနေပေါ့နော်ဟုတ်ကဲ့ရလေပေါ့နော်ဟုတ်ကဲ့ဒီဒါလေးအဲမြင်တွေ့ပြီးတော့ပေါ့နော်တတ်နိုင်တဲ့လောက်ပေါ့သူပံပုံပေးစီ channel လို့ပြီးပြောချင်တာပေါ့လားဟုတ်ကဲ့ကဲမိမိလည်းနောက်ဆုံးနေရင်မှရှိတာလေးတစ်ချက်လောက်ပြောလိုက်ပါဘူးဟုတ်ပါတယ်ဟိုညီမတို့ပြောသလိုပဲခစ်ကဟိုလက်နဲ့လက်နဲ့လွှမ်းမိုးရခစ်အာနာလွှမ်းမိုးရခစ်ဘာညာပေါ့နော်ဒီလိုခစ်တွေကဘာမှရှိခဲ့ပြီးတော့အခုခစ်ကတော့တကယ်တမ်းတော့ age of wisdom ဆိုတဲ့ခေတ်ဒီအသိဉာဏ်ပညာကြီးဆိုတဲ့ခေတ်ပေါ့ဆိုတော့အသိဉာဏ်ပညာပညာပါပဲဆိုတော့ပညာကြီးကတော့ top ပါပဲအားလုံးရဲ့ top မှာရှိပါတယ်ကဲတကယ်တော့အဲလူအဖွဲ့အစည်းဆိုတာကကျမတို့ကဒီအမျိုးသားနဲ့အမျိုးသမီးနှမျိုးပေါင်းပြီးတော့တိဆောက်ထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်လူဦးရေထက်ဝက်ကျော်ရဲ့တိုးတက်မှုအခွင့်အလမ်းပေါ့နော်ဘယ်အကြောင်းအရာနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပဲကန့်တန့်ကတ်တန့်အဲ့ဒီလူအဖွဲ့အစည်းတစ်ခုလုံးကိုကန့်တန့်လိုက်ခြင်းအားဖြင့်ပေါ့နော် ဆုပ်ပြည့်စည်စေတယ်တိုးတက်မှုတွေနှောင့်နှေးစေတယ်အဲ့လိုပြုလုပ်တာ ਨੇ အတူတူပဲပေါ့နော်ဒါကြောင့်ပြောချင်တာက permanent အနေနဲ့ပြောတော့လဲမို့ကျမတို့ကမိမကြီးဝါလာကိုလည်းလက်မခံပါဘူးယောက်ျားကြီးဝါလာလည်းကျမတို့လက်မခံပါဘူးဒါပေမဲ့အားနေနေတဲ့မိန်းမသားတွေအတွက်ပေါ့နော်တကယ်တမ်းကျတော့ဆော့ဆော့တင်ပြထားလို့လည်း ဒီအမျိုးနှမျိုးပဲအမျိုးသမီးနဲ့အမျိုးသားပဲပေါင်းဆက်ဒီဒီဖွဲ့စည်းတည်ဆောက်ထားတဲ့လူဖွဲ့စည်းဖြစ်တဲ့အတွက်ရင်းမြစ်မှလည်းကြာတက်နိုင်မယ်လို့ကျွန်မယူဆပါတယ်။ဒါကြောင့်လို့ဒီလူဖွဲ့စည်းတိုးတက်မှုကလည်းကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ဖွဲ့စည်းတစ်ခုလုံးတိုးတက်မြင့်မားဖို့ပေါ့နော်။ဝိုင်းဝန်းပြီးတော့ဆံရွက်ကြပါစို့လို့တိုက်တွန်းနေနောက်ပတ်မှာကျွန်မဒီထက်ကောင်းလို့ရရလေးလေးချက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြည့်ရှုအားပေးသူများကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်။